အားလုံးပဲမင်္ဂလာပါမင်းနဲ့တီချာ page ကတီချာပါအဲတီချာဒီကနေ့မှာတော့မြန်မာနိုင်ငံကနေဂျပန်ကိုသွားလုပ်တဲ့လူတွေအဲအလုပ်ဖွင့်နေဝင်နေလူတွေတော်တော်များများပေါ့နော်တော်တော်များများဆိုတာအားလုံးနီးပါးဖြစ်တဲ့ကိစ္စလေးတခုအဲ့ဒါပါလဲဆိုလို့ရှိရင်အဲဒီအလုပ်ဖွင့်နေကိုဝင်နေအချိန်ဂျူနီယာဘဝတွေမှာပေါ့နော်အဲ့လိုမျိုးအချိန်မျိုးတွေမှာအာကျတို့ဖြစ်လိဖြစ်တာရှိတဲ့ကိစ္စတခုက ီနီယာလုပ်ရင်ကြတော့မှန်တယ်ဂျူနီယာလုပ်ရင်ကြတော့မှမှမှားတယ်ပေါ့နော်ဂျပန်နေလုပ်ရင်ကြတော့မှန်တယ်ကိုလုပ်ရင်ကြတော့မှားတယ်ပေါ့နော်လီဒါတွေတင်ပေးတဲ့လူတွေအနေနဲ့ကလည်းအာငါပြောသလိုလုံးငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲဆိုသူတို့တွေမှားခဲ့လို့ရှိရင်အဆူမခံရဘူးဒါပေမဲ့ကိုမှားတဲ့အခါကျလို့ရှိရင်အဆူအပြောခံရတယ်ဘာဖြစ်လို့လဲမသိဘူးဆိုတဲ့ဟာမျိုးလေးတွေခဏခဏဖြစ်တတ်ကြတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကြာကအာဘာဖြစ်လို့ စီနီယာလုံးရင်မှန်ပြီးတော့ကြတော့ဂျူနီယာလုံးရင်မှားရတယ်လေဆိုတဲ့အကြောင်းပြချက်ကလေးကိုဂျာဒီနီပြပြပေးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်လေးကိုအရင်ဆုံးမပြောခင်မှာအာကျတို့ဂျပန်ကိုသွားပြီးတော့အလုပ်လုပ်မယ်ပေါ့နော်မလုပ်ခင်ဒီဘက်မြန်မာဘက်မှာပဲဖြစ်ဖြစ်အဲကျတို့ဂျပန်မှာသွားပြီးအလုပ်လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဂျပန်လူမျိုးကြီးကအလုပ်လုပ်တဲ့နေရာမှာအရန်တော်ကြတယ်ဆိုတဲ့ဟာကိုတော့အားလုံးကြားဘူးလေနော်အာဂျပန်လူမျိုးတွေကအလုပ်လုပ်တဲ့ခါမှာအရန်တော်ကြတယ်အရန်ကုန်မှအတီးကြတယ်စိစက်တယ် အဲပြီးလို့ရှင်မှန်ကန်နေပေါ့နော်ပြီးလို့ရှင်အမြဲတမ်းရလက်ကောင်းနေထွက်တယ်နီးပညာလေးလည်းအရန်တိုးတက်တယ်ဒါတွေကအဲကျတို့ဒီဘက်ဒီဘက်မှာပဲရှိနေသေးရဲ့လူတွေပဲဖြစ်ဖြစ်ဟိုဘက်ရောက်သွားတဲ့လူတွေပဲဖြစ်ဖြစ်ဒါကအားလုံးလက်ခံထားကြတယ်အားလုံးနားလည်ထားကြတဲ့အရာတခုပေါ့နော်ဒါပေမဲ့အာဂျပန်နေအားလုံးကအရန်တော်လို့လား ဒီလိုမျိုးရလက်ကောင်းတွေထွက်တာပေါ့နော်ဂျပန်นี่အားလုံးကအရန်တော်နေလို့လားဆိုလို့ရှိရင်တော့အမဟုတ်ပါဘူးဒါကဒီတားရဲ့အမြင်ပေါ့နော်အရန်တော်နေလို့မဟုတ်ဘဲနဲ့အရန်တော်တဲ့လူတွေရဲ့အညွန်ကြားချက်တွေကိုအတိအကျလိုက်နာပြီးတော့လုံနိုင်လို့လို့ ဒီဓာအနေနဲ့တော့မြင်ပါတယ်။ဒါကြောင့်မို့လို့အချမှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းညွှန်ကြားချက်အတိုင်းကိုအတိအကျလိုက်နာပြီးတော့ကြတော့ကြိုးကြိုးဆဆလောက်ကင်ပြီးတော့ကြတော့အဲရလက်ကောင်းတွေထွက်လာကြတယ်ပေါ့နော်။အဲ့ဒီအတိုင်းပဲသူတို့ကဆက်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 ပြီးတော့လှုပ်သွားကြတယ်ဆက်ဆက်ပြီးတော့လည်းတင်ပြီးသွားကြတယ်ပေါ့နော်။အော်တိတာအနေနဲ့ကကိုလိုမျိုးမို့လို့ပြောတာတော့မဟုတ်ဘူး။ကြအနေနဲ့ကတော့ဂျပန်နေထက်စားလို့ရှိရင်မြန်မာတွေကပို့ပြီးတော့တော်ကြတယ်လို့ ညင်းမိရပေါ့နော်အပိုးပြီးတော့လဲတော်တယ်ပိုးပြီးတော့လဲညံကောင်းတယ်ပြီးလို့ရှိရင်တင်ယူတဲ့နေရာမှာလဲပုံညံတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဖြတ်ထုံးညံလဲအရန်ကောင်းတယ်တော်တယ်တို့တင်ယူတဲ့နေရာမှာညံတယ်တို့ဖြတ်ထုံးညံကောင်းတာတွေကတော့အရန်ကောင်းတယ်ဆိုပေမဲ့လို့တစ်ခါတလေကြလို့ရှိရင်အဲဖြတ်ထုံးညံကိုသုံးပြီးတော့ကြတော့ကြတော့အလုတ်တစ်ခုမှာ step by step မလုပ်ဖိနဲ့ဥမာအလုပ်ကအစင်းတက်1 2 3 4ရှိတယ်ဆိုလို့ရှိရင် step by step မလုပ်ဖိနဲ့တစ်ကနေငါ့ဟိုကြော်လောက်တာမျိုးပြီးဒီလိုမျိုးလုပ်လိုက်ရင်မရဘူးလားဆိုတဲ့အားမျိုးတွေဖြစ်တတ်ကြတယ်ပေါ့နော် အဲ့လိုမျိုးပေါ့နော်အဆင့်ကျော်ပြီးတော့လှုပ်ချင်ကြရတယ်အဆီနီယာကတနေ့3လ5တင်လို့ဆီနီယာက1ကနေ5ကိုကျော်လှုပ်တယ်ဆိုလို့ရှိရင်ငါတို့ကအဲ့လိုမျိုးလှုပ်လို့မရဘူးလားဒါမှမဟုတ်လို့ရှိရင်အ1ကနေ5ကိုကျော်လှုပ်လိုက်ရောမြင်းမြန်ဆန်ဆန်မပြီးဘူးလားအမြင်းမြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူပြီးမသွားဘူးလားလို့ထင်ကြပြီးတော့ကြတော့အဆင့်နေကျော်ပြီးလှုပ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဆင့်နေကျော်လှုပ်လိုက်တဲ့အခါကျလို့ရှိရင်တကယ်နောက်ဆုံးမှထွက်လာတဲ့ရလတ်ကမတူပါဘူးဟိုတက်ခိတို့လှုပ်လိုက်တယ်လို့မျိုးပေါ့နော်ဟိုတင့်တော်တို့လို့ဖြစ်တယ်လို့လှုပ်လိုက်တယ်လို့မျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးထွက်တဲ့ရလတ်ကမတူဘူး စီနီယာကလည်းဒီအတိုင်းပဲလုပ်တယ်ဂျူနီယာကလည်းဒီအတိုင်းပဲလုပ်တယ်ဆိုလို့ရှိရင်တော့မှာပဲရလက်ကတူဖို့အရန်နေပါတယ် ။ဒါကြောင့်ကိုကလုပ်ငန်းပိုင်းမကျွမ်းကျင်သေးတဲ့အခါမျိုးမှာဆိုလို့ရှိရင် step by step ကိုပေါ့နော်အဆင့်မြေကျော်လုပ်ဖို့အဲမတွေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကြတော့လုပ်ငန်းအဆင့်ဆင့်တိုင်းမှာကသူ့အိဗယ်နဲ့သူရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေလည်းရှိတယ်ပေါ့နော်ကိုကအဲ့ဒီအာဒီသူ့ရဲ့အိဗယ်တွေနောက်ဆက်တွဲအကျိုးဆက်တွေကိုနားမလည်ပဲနဲ့လုံလိုက်တဲ့အခါကြလို့ရှိရင်မလိုလားအပ်တဲ့မမျော်လင့်ထားတဲ့ accident တွေအမလိုလားအပ်တဲ့မမျော်လင့်တဲ့ပြဿနာမျိုးတွေရှိလာနိုင်ပါတယ် အဲ့ဒီ step by step မှာပါတဲ့ဒီလုပ်ငန်းစဉ်လေးကိုအမ်ဘလောက်နားလဲတယ်နားမလဲဘူးနားလဲထားတယ်နားမလဲထားဘူးဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ senior လုံးရင်မှန်တယ် junior လုံးရင်မှားတယ်ဆိုတာမျိုးတွေဖြစ်လာတာဖြစ်ပါတယ် step by step မလုပ်ဖဲနဲ့အဆင့်ကျော်ပြီးလုံလိုက်လို့အဲနောက်ဆုံးထွက်တဲ့ရလက်ကအတူတူပဲမမဟုဆိုရင်တောင်မှပဲကိုကအဲဒီဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေကိုမတိပဲနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆုခံရမှာဖြစ်ပါတယ်အဲဥပမာအလုပ်တစ်ခုမှာဆိုလို့ရှိရင်အဲဒီ အဆင့်ကတက်ကနေ30ရှိရပေါ့နော်တက်ကနေ30ရှိရဟာကိုစီနီယာတယောက်ကဥမာတက်ကနေ9 9ကနေ8 8ကနေ30ပေါ့နော်ကြော်ပြီးလှုပ်လိုက်တယ်ကြော်ပြီးလှုပ်လိုက်ပေမဲ့လို့ဂျားထဲမှာရှိတဲ့ step by step ကြီးရဲ့အသေးပဲကြီးကိုအားလုံးနားလည်ပြီးတော့ကြတော့ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုချိန်ဆပြီးတော့ကြိုတင်ရှောင်ရှားပြီးမှလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ senior အနေနဲ့အဆင့်ကျော်ပြီးလုပ်လို့ရှိရင်မှန်ပါတယ်အအကယ်၍များတစ်ခုခုအဒီ accident တစ်ခုခုဖြစ်ခဲ့ရင်တောင်မှပဲ senior တယောက်အနေနဲ့ကအဒီ ဒီအခြေအနေတစ်ခုကိုပေါ့နော်ပြန်လဲပြီး maintain လုပ်နိုင်တဲ့ပြန်လဲထိန်းသိမ်းနိုင်တဲ့အာဒီအရေးအချင်းရဲ့ဒီ experience ပေါ့နော်အတွေ့အကြုံရဲ့ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လဲပြီးတော့ maintain လုပ်နိုင်တယ်ပေါ့နော် အဲဒါပေမဲ့ဂျူနီယာကအဲ့လိုမျိုးပေါ့နော်တက်ကနေ30ရှိရှိရဆိုရင်ဟိုမှာတက်ကနေ9 9နဲ့88ကနေ30ဆိုပြီးတော့အဆင့်ကြီးကျော်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးကျော်လုပ်တဲ့အခါမျိုးမှာဂျားထဲမှာရှိတဲ့ဒီ step by step တွေရဲ့အဲဒီအထိပယ်ကိုလည်းနားမလည်ဘူးပြီးလို့ရှိရင်အဲ့ဒီအဆင့်တွေကိုကျော်လိုက်တဲ့အခါမျိုးမှာဖြစ်လာနိုင်တဲ့ဒီအကျိုးဆက်တွေအန္တရာယ်တွေဒီ accident တွေကိုကိုကကြိုတင်တွက်ဆနိုင်စွာမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျူနီယာတယောက်ကအဲဒီလိုမျိုးအဆင့်တွေကျော်လုပ်ခဲ့မယ်ဆိုလို့ရှိရင်မှားပါတယ်နောက်တစ်ခုကကျတော့တစ်ခုခုများဖြစ်ခဲ့တယ်တစ်ခုခု accident ုခုများဖြစ်ခဲ့တယ်ပြဿနာတစ်ခုခုများဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့မှပဲသူ့အနေနဲ့ဒီအခြေအနေကိုပြန်လဲထိန်းသိမ်းနိုင်တဲ့အရေးအချင်းနဲ့အတွေ့အကြုံမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျူနီယာလုပ်ရင်လုံးဝမှားပါတယ်မလုပ်သင့်ပါဘူးကို့အတွက်လည်းအန္တရာယ်ရှိတယ်လို့အဲဒီတစ်ဖက်ကအလုပ်အတွက်လည်းဒီဆုံးရှုံးမှုတွေအန္တရာယ်တွေဖြစ်နိုင်ပါတယ် နောက်တစ်ခုကကြတော့ဟိုမှာစီနီယာတယောက်နေနဲ့အဲ့ဒီလိုမျိုးအဆင့်ကျော်ပြီးတော့လုံလိုက်လို့တကယ်တမ်းပြဿနာကြီးကြီးမားမားတစ်ခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှပဲဒီစီနီယာအနေနဲ့ကဒီ step by step တွေကိုအကုန်လုံးနားလည်ပြီးတော့မှရှောင်ရှားပြီးတော့မှလောက်တာတောင်မှပဲမှားသွားတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါက ကိုမတိလို့မှားတဲ့အမှားမဟုတ်ခင်နဲ့အဲတာမန်မတော်တဆဖြစ်တဲ့အမှားဆိုပြီးတော့ကြတော့စီနီယာကြလို့ရှိရင်အဲ့လောက်ကြီးပြဿနာမကြီးဘူးပေါ့နော်အဲ့လောက်ကြီးပြဿနာရှာတာမျိုးမရှိပေမဲ့လို့ဂျူနီယာတယောက်အနေနဲ့ဒီအမှားကိုမှားမယ်ဆိုလို့ရှိရင်တော့ကိုကဖြစ်နိုင်ခြေတွေကိုဘာမှထဲမတွက်ဖင်းနဲ့အာလလောစပယ်လုံးလိုက်တယ်တာဝန်ယူမှုတာဝန်ခံမှုမရှိပဲလုံးလိုက်တယ်လို့မျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာအကြီးကြီးဖြစ်သွားနိုင်ပါတယ် လုပ်ငန်းကျွမ်းကျင်ပါပြီလို့ယူဆလို့ရတဲ့အချိန်အထိကို step by step ကြော်ပြီးတော့မလုပ်ပါနဲ့အဲ့ဒီလိုမျိုးညွန်ကြားတဲ့အတိုင်းအတိအကျကိုကလုပ်လုံလာနိုင်တဲ့အစာအပိုင်းကလေးကအတိအကျလုံနိုင်နေဆိုလို့ရှိရင်နောက်ပိုင်းမှာကိုယ့်ရဲ့စီနီယာတွေလိုမျိုးကိုယ့်ရဲ့စီနီယာထက်တောင်ပိုပြီးတော့တော်တဲ့စီနီယာတွေအဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲဒီဂျူနီယာဘဝမှာဆိုလို့ရှိရင်ကိုကအတက်နိုင်ဆုံးအဆင့်တွေကိုကြော်ပြီးတော့မလုပ်ဖို့အကြံပေးပါရစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ် minute data page ကတည်တာပါ